နိုင်ကူညီမှုအသင်းကဦးဆောင်ပြီးဒုက္ခအလင်းပညာဒါနစာသင်ကျောင်းဆောင်တဲ့ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်ဒေါ်သူသူအောင်ကပေးပို့ထားပါတယ်ရှင်ဒုက္ခအလင်းကျောင်းဆောင်တဲ့ဖွင့်ပွဲကိုမတ်လ18ရက်နေ့ကရန်ကုန်မြို့တခုံမြို့တိမြောက်ပိုင်းမှာရှိတဲ့နိုင်ကူညီမှုအသင်းမှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာဒီကျောင်းပိတ်ရက်မှာပေါ့ကလေးတွေအင်္ဂလိပ်စာကိုစိတ်ဝင်စားတဲ့ကလေးတွေတခြားမှာလည်းတော့ဒီရက်နေရာနေထားရမှာဒီမှာဆိုရင် language ကိုလည်းနည်းနည်းရှားတယ်ပေါ့နော်။သူတို့အနေနဲ့ ွာတက်ဖို့ဆိုလို့ရှိရင်လည်းတချို့မှာဆိုဝေးကြီးတက်ခဲရှိတယ်တချို့မှာကျတော့ဝေးလို့သွားနိုင်တယ်အချိန်ကြီးရှိတဲ့အချိန်မှာဒီရည်ကြီးကြီးနေတဲ့ပေါ့နော်တို့ရည်ရည်ကြီးတော့မှလည်းတချို့ကတကယ်ကိုသူ့ပြည်ကနေနိုင်မှုအတွက်ကျွန်တော်အားကြီးတယ်နိုင်ခုညီမှုအတင်က2009ခုနှစ်ကနေစပြီးကလေးများအတွက်နွေရာသီအင်္ဂလိပ်စာသင်တန်းကိုအခမဲ့သင်ကြားပေးထားပေးခဲ့တာပါ။အဲ့ offer ကစတော့အင်္ဂလိပ်စာစာတော့အင်္ဂလိပ်လိုအင်္ဂလိပ်လိုတင်တာ။နောက်ပိုင်းကျတော့ LCI က ဖြစ်တဲ့နိုင်ငံကညို့ရတာလည်းအများကြီးဖြစ်ဖြစ်လာတဲ့အခါကျတော့ခါမလောက်တော့ဆရာလေးကပေးချင်နောက်နောက်ပိုင်းကျအခုဆိုရင်ဆရာမဟုတ်အခုဆရာကဆရာလေးရတယ်ဘာလို့လဲဆရာမနေနိုင်လဲအဲဘာလို့နေနိုင်လဲဘာလို့မှမလုပ်တာလဲပုံမှန်ကျွန်တော်ဆရာဆရာတို့ပြလိုက်ကျတော့အဲ့မှာခါမလောက်တော့လောက်တော့လည်းကျွန်တော်တို့ပညာရေးကို နောက်ဆုံးကျမတို့ပြောခဏခဏပြောပြောပါတော့နောက်ဆုံးကျမတို့နင်းမြူကိုကြည့်လိုက်ရင်ပညာထွက်တဲ့အတွက်တိုင်းပြန်ဖြစ်နေတယ်။ပညာထွက်တဲ့လည်းဒီကျမကြီးညံ့တယ်။အဲ့ဒီပုံမှာကျမတို့ကထွက်လာရဲဆိုရင်ဒီပညာရေးကိုပဲပို့ပြီးတောင်းပေးဖို့ဆိုပြီးအကြောင်းအရာဆောက်ဖြစ်လိုက်တာ။ဒုက္ခအလင်းပညာဒါနစတင်ကြောင်းမှာတက္ကသိုလ်ဝင်နှန်းတွေအတွက်လည်းတင် जा ပေးနေပြီးဆရာဆရာမပေါင်း22ယောက်နဲ့ကျောင်းသားကျောင်းသူပေါင်း400ကျော်တက်ရောက်တင် जा နေတာပါ။ နွေရသည်တောင်ပိတ်ရက်မှာတော့ကလေးတွေရဲ့အင်္ဂလိပ်စာစမ်းဆောင်ရည်မြင်မာလာအောင်ရည်ရချက်နဲ့အင်္ဂလိပ်စာသင်တန်းတွေကိုတင် जा ပေးနေတာဖြစ်ပါတယ်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။